င်္ဂလာပါရှင်ရှင်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့မဲဆင်းများကတ်ထားမယ့်ရက်ထက်တိုးသတ်မှတ်တဲ့သတင်းဖြစ်ပါတယ်ဒီဇင်ဘာ28ရက်မှာစတင်ကျင်းပမယ့်ပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲအတွက်ပထမအကြိမ်မဲဆင်းကတ်ထားကြေညာခြင်းကိုနောက်ထပ်9ရက်ထိတိုးမြှင့်သတ်မှတ်ပေးလိုက်တယ်လို့ပြည်ထောင်စုရေကောက်ပွဲကော်မရှင် UEC ကအောက်တိုဘာ9ရက်ရက်စွဲနဲ့ထုတ်ပြန်ကြေညာထားပါတယ်အဆိုပါပထမကြိမ်မဲဆင်းကတ်ထားကြေညာခြင်းကိုရခိုင်ကစက်တင်ဘာ30ရက်ကနေအောက်တိုဘာ17ရက်ထိကတ်ထားကြေညာမှဖြစ်ကြောင်းသတ်မှတ်ခဲ့ရမှာ ယခုအခါအောက်တိုဘာ14ရက်မှ20ရက်အထိထပ်တိုးသတ်မှတ်လိုက်ကြောင်းသိရပါဗျ။မဲဆင်းတွေပြေဆုံးမှန်ကန်စေဖို့နဲ့မဲဆန္ဒရှင်တွေကလိုအပ်တဲ့တောင်းဆိုလွှာ၊ကန့်ကွက်လွှာ ပြင်ဆင်လွှာတွေတင်ပြရမှာအချိန်ပိုမိုရရှိစေဖို့အတွက်အခုလိုနောက်ထပ်ခုနှစ်ရက်ထပ်တူးကျင်းညာတာဖြစ်လို့မဲဆန္ဒရှင်တွေအနေနဲ့မဲဆင်းနဲ့ပတ်သက်ပြီးတောင်းဆိုလွှာ၊ကန့်ကွက်လွှာပြင်ဆင်လွှာတွေကိုအောက်တိုဘာ20ရက်အထိတင်ပြဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ဒုတိယကြိမ်မဲဆင်းကိုတော့လာမယ့်နိုဝင်ဘာလဒုတိယပတ်မှာကထားကျင်းညာသွားမှာဖြစ်တယ်လို့ပြည်အောင်စုရေကောက်ပွဲကော်မရှင်ထံမှသိရပါတယ်ရှင်။